ဘလို့အသင်ကောင်းတစ်ကောင်းတို့ဒါတကယ်လိုချင်နေဆိုရင်ဖြစ်ပေါင်းများစွာအချိန်မီရနေတဲ့လူတယောက်နှစ်ပေါင်းများစွာအချိန်မီပို့နေတဲ့ဒေါ်အောင်ဆန်းစွတ်တရားစင်းထဲမှာသူ့ရဲ့အိမ်မက်တွေထဲမှာအစိုးရခွဲကြီးသူ့အားကိုယုံကြည်ရမယ်အဖွဲ့အစည်းကြီးတစ်ခုအချိန်ပေါင်းများစွာများစွာစစ်ကူနဲ့တိစောက်ပြီးတပ်ဖြစ်နေရမှာဘို့တော့တိုင်းပြည်ကိုမချစ်တဲ့လူတယောက်တိုင်းပြည်နဲ့လူမျိုးကြောင်းမတွေးတဲ့လူတယောက်ဖြစ်နေပြီတော့ကသူနိုင်ငံရေးလမ်းကြောင်းကိုရှောက်ပြီး ရွေးကောက်ကဝင်ပြီဆိုတဲ့အချိန်မှာသူ့ပါဇက်ကကြောင်းနေတဲ့ဇာတာတခွန်းမရှိပါဘလူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တွေတိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာပါတီဆိုင်ကုတ်ကြီးနဲ့တိဆောက်လို့မရဘူးအဲ့ဒီပါတီထဲမှာပါဝင်ဖွဲ့စည်းထားတဲ့လူတွေနဲ့ပါတီကိုကောင်းအောင်လုပ်ရမယ်ပါတီကောင်းမှတိုင်းပြည်ကောင်းအောင်လုပ်လို့ရမှာသို့တော့ဒေါ်ဆန်းစုကြည်ပြောခဲ့တဲ့စကားကလူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါပါတီကိုကြည့်ပါဆိုတာသူ့မျက်နှာကိုကြည့်ခိုင်းတာလူကိုဘာရောက်တော့မကြည့်ခိုင်းလေဘာကြောင့်မို့လူတွေကိုမကြည့်ခိုင်းရဲတယ်လေသူရွေးချယ်ထားခဲ့တဲ့လူတွေက တောင်းလို့ဒီမဟုတ်ခဲ့ဘူးအပွင့်လင်းလို့ပြောရမကောင်းနဲ့လို့ဟုတ်ပြီမကောင်းတဲ့လူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာအချိန်ပေါင်းများစွာအစိုးရအဖွဲ့အစည်းတကူမဖွဲ့စည်းခဲ့လို့ပါအချိန်ပေါင်းများစွာလူကောင်းတွေအကြောင်းသူမစင်စားခင်လို့အနာမီမရွေးကောက်ပွဲနီးမှလက်နက်ရံဇတော်ခေါ်ပြီး NLD ဆိုတဲ့ပါတီရဲ့ဆိုင်းဘုတ်အောက်သူ့ရဲ့အရေးအောက်ကိုခေါ်ထည့်ခဲ့တာသူလည်းညွန့်ညွန့်ညာခေါင်းငိမ့်မဲ့လူတွေကိုခေါ်ထည့်ခဲ့လို့ဒီလူမှဒီလူရေးချင်းရေးချင်းနေရှိပါလေ ဒီလိုကတော့ဒီနေရာမှာဘယ်လိုဆန်းကတော့လုတ်ပါနေမယ်ဒီလိုကတော့ဘာတွေကောင်းပါလဲဘယ်လိုအားသာချင်လဲရှိပါလဲဆိုတာသူမပြောနိုင်ဘူးမပြောနိုင်ရတဲ့ဘာပြောခဲ့တယ်လဲဆိုရင်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ပြည်သူတွေနိုင်ငံရေးရေချင်ကလည်းနေနေတော့သူ့စကားကိုနားထောင်ပြီးကိုယ်စလဲလောင်းနေမကြည့်ကြလဲသူ့ကိုပဲကြည့်ပြီးမဲပေးခဲ့တော့အဲ့ဒီမှာအစွမ်းအစမရှိတဲ့ကိုယ်စလဲလောင်းနေထုတ်တဲ့ရောက်လာတယ်အစိုးရအဖွဲ့တွေရောက်လာတဲ့အချိန်မှာတိုင်းပြည်အတွက်မလိုအပ်တဲ့ဥပဒေတွေပြန်ဆန်းနေလိုအပ်တဲ့ဥပဒေတွေပြန်ဖြစ်တယ် ဒီလိုချိန်လေးမျိုးနဲ့ပဲ NLD အစိုးရ9မိကတက်တန်းကုန်ဆုံးသွားပြန်အဲ့ဒီတော့ဒီ video file လေးကိုမျိုးချိုးရမယ်ဆိုရင်ဘွန်ဆဲစုကြည်ပြောခဲ့တယ်လူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါဆိုရဲစကားဟာအဲ့ဒီနဲ့လူမျိုးကမှသူဘလောက်အထက်ထားတဲ့နေမနိုင်ငံရေးခီးလမ်းကြောင်းအပေါ်မှာသူဘလောက်စိတ်ဝင်စားတယ်လေမြန်မာနိုင်ငံသားရဲ့အပေါ်မှာသူဘလောက်အထိစိတ်ဝင်စားခဲ့တယ်လဲဒါကိုရင်းညွှန်းနေတာအားလုံးပဲမင်္ဂလာဒီကနေ့မှာတော့မင်းအုပ်စုပြောတဲ့ဒေါ်အောင်ဆန်းစုကြည်ကောက်ချောင်းရုတ်တံအပြင် လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်နှင်းအမေရိကန်တို့ရောက်ရှိလာတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။အကြံဖတ်စစ်ကောင်စီကမတရားဖမ်းဆီးထားသော လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်နှင်းအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သို့ရောက်ရှိလာကြောင်းသိရှိရသည့်ဒေါ်အောင်ဆန်းစုကြည်၏တားငယ်ကမ်မရစ်ခေါ်ကိုထိန်နှင်းက "Shu Shi Said Birthday Campaign" အတွက် အမေရိကန်ရောက်မြန်မာပြည်သူများနှင့်တွေ့ဆုံပွဲများသို့တက်ရောက်ရန်ရောက်ရှိလာခြင်းဖြစ်ပြီးကိုထိန်လင်းကိုနယူးယောက်လေစိတ်တွင်မြန်မာပြည်သူများကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။ဖွေပန်းလုံးကဒေါ်ဆန်းစုကြည်ကောက်ချောင်းတို့နာမည်ပေးထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တက်ရောက်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးတင်တဲ့အချိန်မှာဘာတော့တွေ့ရလဲဆိုတော့အကြီးကုန်ပါတဲ့လူတွေတော်များများကျွန်တော်တွေ့ရပါတယ်။နိုင်ငံကြီးလှုပ်ရဆိုတာအကြီးကုန်ပါလို့မရဘူး။အကြီးထူရပါတယ်။ခန္ဓာကြီးရှိဖို့လုပ်ပါခိုင်း ျွန်တို့တိုင်းပြည်မှာနိုင်ငံရေးလုပ်တယ်ဆိုတာပြောမှုတောင်ဆေးတာမချိနဲ့တဲ့အဖွဲ့အစည်းပုံအပြစ်ပြောတာစစ်တပ်ကိုပြစ်တယ်ရှုံချတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်နေကြပြီဒီကိန်းတော့နိုင်ငံရေးဆိုတာဆေးလာလေကအမုန်းနေမှာပါအထူးသဖြင့်တတ်တမ်းချက်တာမပါဘူးနိုင်ငံရေးလုပ်မယ်ဆိုရင်စာပတ်ဖို့လိုပါတယ်တမိုင်းကိုပြေဖို့မဖြစ်မနေလိုအပ်စာမဖတ်တာလို့ဆိုရင်တမိုင်းကြီးမသိဘူးဆိုရင်နိုင်ငံရေးစကားပြောလို့ရနိုင်ငံရေးလုပ်မရဘူး တော့နိုင်ငံရေးလုံးတဲ့သူတွေနိုင်ငံရေးကိုစိတ်ဝင်စားကြတဲ့သူတွေအနေနဲ့အရေးကုန်ထူဖို့မဖြစ်မနေပြောပါဘူး။ဦးနေဝင်းကိုနှစ်ပေါင်းများစွာအပြစ်ပြောခဲ့ကြပါတယ်ဆဲမကြ။ဦးတက်ရွှေကိုနှစ်ပေါင်းများစွာအပြစ်ပြောခဲ့ကြပါတယ်ဆဲခဲ့ကြပါတယ်။ဘုံယုံကြီးမေးအောင်လိုက်ကိုသုံးနှစ်လေးနှစ်အတွင်းမှာဆဲခဲ့ကြပါတယ်အပြစ်ပြောခဲ့ကြပါတယ်။ကျွန်တော်နှိမ့်နေဒေါ်ဆန်းစုကြည်ကောက်ကြောက်ဆိုတဲ့ဗီဒီယိုဖိုင်လေးမှာဒေါ်ဆန်းစုကြည်ကိုကျွန်တော်တခုမှမဆဲခဲ့ဘူး။ သူနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာသိရှိထားတာလေးတွေကိုသာအချက်အလက်နဲ့ကျွန်တော်ပြောပြခဲ့နေဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့စကားကြီးတွေမှာမှားတာကောင်းရင်ကျွန်တော်ကိုပြန်နေပြီးတော့ဝေဖန်လို့ရပါတယ်။ဆွေးနွေးလို့ရ။ကျွန်တော်တို့နိုင်ငံကြီးဥတီရှောင်လန်းနေတယ်ဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ချင်လို့ဒီမိုကရေစီထွန်းကားတဲ့ရည်သေးတာကိုပြန်ရောက်ရှင်လို့ကျွန်တော်တို့ဒီပါလို့စ조사တည်ဆောင်နေရ။ဒီမိုကရေစီနိုင်ငံကိုပြန်ရောက်ဖို့ဆိုရင်နိုင်ငံကြီးနီးလမ်းနဲ့ပဲပြန်သွားမှရောက်။တိုက်ဝဲတွေတနက်တိုင်းတန်တန်ဖြစ်တာတွေနည်း ပြန်သွားလို့မရကျွန်တော်တော့စကားတခုကိုအလေးနဲ့ပြောချင်ပါတယ်ဒေါ်ဆဲစုကြည်ကောက်ကြောင်းတို့ငံမယ်ပေးထားတဲ့ဗီဒီယိုဖိုင်ကိုနှိမ့်လိုက်တဲ့အချိန်မှာကျွန်တော်ကမဖတ်ရပါဘူးတချို့ကပြောတယ်ကျွန်တော်ရဲ့တန်နေရဲ့စုနေရရဲ့ကျွန်တော်တို့ကြည်စံ၃တော့ကျွန်တော်အယူပို့ပေးလိုက်တယ်ဒီနေ့ဒီချိန်ကြီးကျွန်တော်အယူဘယ်ကြည်စံမှရောက်မလာဘူးကြည်စံတကောင်လည်းရောက်မလာဘူးကြည်စံ၃တော့မှရောက်မလာဘူးကျွန်တော်ပြောရင်လားကကြည်စံပို့မယ်ဆိုရင်၃တော့တော့မပို့ပါနဲ့ဖားလိုက်ပို့ပေးပါ ဒါမှအတော့တယ်။ကြည်စံ၃တော့လောက်ပါလို့အတော့မတည့်ဘူး။နောက်ကျရင်နိုင်ငံရေးခေါင်းဆောင်ဖို့ဝီဘန်လို့တတ်မယ်တတ်မယ်လို့ချင်းချောက်တင်ဆိုတာပါနိုင်ငံရေးလို့ဟုတ်ပါအကြံဖတ်သမားတွေလောက်ရအကြံပတ်တယ်လောက်ရကျွန်တော်ပြောထားတဲ့အဲထဲမှာဒုံဆိုင်စုကြီးကောက်ကြောင်းထဲမှာမှားနေတဲ့ချက်ပိုင်းကျွန်တော်အချိန်မရွေးပြန်ပြီးတုတ်ရင်ဖြည့်ရှင်းလို့ရတယ်။ဒုံဆိုင်စုကြီးကောက်ကြောင်းလေးကိုကျွန်တော်အနည်းငယ်ထပ်ပြီးတော့တုတ်ကြည့်ပြအောင်ခင်ဗျာ။ဒုံဆိုင်စုကြီးဟာမြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေကိုဘယ်တုံးကမှမချိခဲ့ဘူး။ မြန်မာနိုင်ငံကြီးကောင်းစားဖို့ကိုလည်းသူစိတ်ကူးရမှာဘယ်တော့မှမတွေ့တော့ရဘူးကျွန်တော်ဥပမာလေးတစ်ခုပေးပါမယ်ကျေးရှင်နေသူဟာဘလုံးပဲကိုအင်မတန်ဝါဒနာပါတဲ့သူကိုပိုင်ဘလုံးအသိသိပြီးထောင်ချင်တဲ့သူဆိုပါတော့ဗျာခမယောက်ကိုနေရင်ထဲမှာစိတ်နဲ့လောက်တယောက်နဲ့နေဝင်ပေးထားမယ်လွလွလလဖုန်းကြောမနေရမယ်အပြင်နဲ့လွလွလလဆက်သွယ်ခွင့်နေရမယ်ဆိုရင်ခမယောက်ဘလုံးအသိသိပြီးကိုလည်းတီထောင်ချင်နေဆိုရင်ခမယောက်အဲ့ဒီအချိန်မှာလုပ်နေရတာတခုပါလေ ာကဘောလုံးအသင်းထောင်ဝင်ရခဲ့ပြီဘသူကတော့ဘေးနေရာမှာကစားခိုင်းတယ်ဘသူကတော့ဘေးနေရာမှာထားမယ်ဘသူကတော့အရန်ကောင်မှာထိုင်ခိုင်းတာပဲဘေးကောင်လေးကတော့ခြေစွမ်းခြေစားရှိတဲ့အတွက်ဘေးနေရာကကစားနိုင်ဘသူစီမှာတော့ငါအပ်လိုက်ရဲ့အဲ့လိုအတွေးတွေနဲ့စစ်ကူးတွေမှာအချိန်ပေါင်းများစွာဘောလုံးသင်းကြီးတည်တည်စောက်နေရမှာတိစောက်ပြရပြီစစ်သွားလိုက်ကိုပါတဲ့အခြေကိုရောက်ပြီဆိုတာနေဘသူလာခဲ့ဘသူတော့လာခဲ့ဘသူကတော့ဘေးနေရာမှာကစားရမယ်ဘသူကတော့ဘေးနေရာမှာရှိရဘသူကတော့ဘသူကိုသွားခုံဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့အခြေတုံးအတွင်းမှာ ဘောလုံးအတင်းတင်းဖြစ်အောင်တည်ဆောက်နိုင်ရမှာဘောလုံးကိုတကယ်ကြည့်တယ်ဆိုရင်ဘောလုံးအတင်းကောင်းတကောင်းကိုတကယ်လူချင်းတယ်ဆိုရင်ဖြစ်ပေါင်းများစွာအချိန်ကြီးရနေတဲ့လူတယောက်နှစ်ပေါင်းများစွာအချိန်ကြီးပို့နေတဲ့ဒေါ်အောင်ဆန်းစုတီးရစင်းလေးမှာသူ့ရဲ့အိမ်မက်တွေထဲမှာအစိုးရခွဲကြီးသူအားကိုးယုံကြည်ရမယ်အဖွဲ့အစည်းကြီးတခုအချိန်ပေါင်းများစွာများစွာစစ်ကောင်နဲ့တည်ဆောက်ပေးတာဖြစ်နေရမှာပါတော့တိုင်းပြည်ကိုမချစ်တဲ့လူတယောက် တိုင်းပြည်နဲ့လူမျိုးကြောင်းမတွေ့တဲ့လူပြောင်ဖြစ်နေတယ်တော့ကတူနိုင်ငံရေးလမ်းကြောင်းကိုရှောက်ပြီးရွေးကောက်ပွဲဝင်ပြီဆိုတဲ့ချိန်မှာသူ့မဆက်တော့ကြောင်းကလေးစားတာတခုမှရှိပါဘူးလူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တွေတိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာပါတီဆိုင်ကုတ်ကြီးနဲ့တိဆောက်လို့မရဘူးအဲ့ဒီပါတီထဲမှာပါဝင်ဖွဲ့စည်းထားတဲ့လူတွေနဲ့ပါတီကိုကောင်းအောင်လုပ်ရမယ်ပါတီကောင်းအောင်တိုင်းပြည်ကောင်းအောင်လုပ်လို့ရမယ်တိုးတော့ဒုံဆန်းစုကြည်ပြောခဲ့တဲ့စကားကလူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါပါတီကိုကြည့်ပါဆိုတာသူ့မျက်နှာကိုကြည့်ခိုင်းတာပါ လူကိုဘာရောက်သူမကြည့်ခိုင်းနဲ့။ဘာကြောင့်ကိုလူတွေကိုမကြည့်ဆိုင်ရဲသလဲ။သူရွေးချယ်ထားတဲ့လူတွေဟာတောင်းတမီတွေမဟုတ်ခဲ့ဘူး။အပွင့်လင်းလုံးပြောရမယ်မကောင်းတဲ့လူ။ဟုတ်ပြီမကောင်းတဲ့လူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အိမ်ငှက်ထဲမှာအချိန်ပေါင်းများစွာအစိုးရအဖွဲ့အစည်းတကူမဖွဲ့စည်းခဲ့လို့ကအချိန်ပေါင်းများစွာလူကောင်းတွေအကြောင်းသူမဆဲသားခင်လို့အနာမီမရွေးကောက်ပွဲမီမလက်တင်ရံဇတော်ခေါ်ပြီး NLD ဆိုတဲ့ပါတီရဲ့ဆိုင်းဘုတ်အောက်သူ့ရဲ့အရေးအောက်ကိုခေါ်ထည့်ခဲ့တာသူလက်ညှိုးညွှန်ရခေါင်းငိမ့်မဲ့လူတွေကိုခေါ်ထည့်ခဲ့လို့ ဒီလူကဒီလူရေရှင်းရေရှင်းနေရှိပါလေဒီလူကတော့ဒီနေရာမှာဘယ်လိုဆုံးဖြတ်ချက်မှလုပ်ပါလိမ့်မယ်ဒီလူကတော့ဘာတွေကောင်းပါလဲဘယ်လိုအားသာချက်တွေရှိပါလဲဆိုတာသူမပြောနိုင်ဘူးမပြောနိုင်တဲ့အတွက်ဘာပြောခဲ့တယ်လဲဆိုရင်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တန်းကြီးမှာရှိတဲ့ပြည်သူတွေမန်နေရေချင်တာလည်းနေနေတော့သူစကားကိုနားထောင်ပြီးကိုယ်စလေလောင်းနေကိုမကြည့်ကြလိုက်သူ့ကိုပဲကြည့်ပြီးမဲပေးခဲ့တော့အဲ့ဒီမှာအဆွားအဆမရှိတဲ့ကိုယ်စလေလောင်းနေထုတ်တယ်ရောက်လာတယ်အစိုးရအဖွဲ့တွေရောက်လာတယ်အချိန်မှတိုင်းပြည်အတွက်မလိုအပ်တဲ့ဥပဒေတွေပြခန့်နေလိုအပ်တဲ့ဥပဒေတွေပယ်ဖြစ်တယ် ဒီလိုအချိန်တွေမျိုးနဲ့ပဲ NLD အစိုးရ9နှစ်ကတက်တန်းကုံဆုံးသွားခဲ့တယ်။အဲ့ဒီတော့ဒီဗီဒီယိုဖိုင်လေးကိုမိရောချိုးရမယ်ဆိုရင်ဒေါ်စားစုကြည်ပြောခဲ့တယ်လူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါဆိုတဲ့စကားမှာတိုင်းနေတဲ့လူမျိုးကမှ तू ဘယ်လောက်အထက်ထားတယ်လဲမြမနိုင်ငံရေးခီးလမ်းကြောင်းအပေါ်မှာ तू ဘယ်လောက်စိတ်ဝင်စားတယ်လဲမြမနိုင်ငံသားရဲ့အပေါ်မှာ तू ဘယ်လောက်အထိစိတ်ဝင်စားခဲ့တယ်လဲဒါကိုရင်းညွှန်းနေတာ तू လူကောင်းကြီးရွေးချယ်ရမှာမသိခဲ့ပါစိတ်ကူးထဲမှာအစိုးရတပ်ရဲ့အချင်းကြီးမဖွဲ့စည်းထားရတာဒါကြောင့်